Lemon Ground Season ကနေကြိုဆိုပါရစေ။ကျွန်တော်ထုံးဝင်ပါ။အာနာသိန်းစစ်ကောင်တွေရဲ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်မှုကြောင့်ပြည်တွင်းကလူငယ်တွေပေါ်မှာတရားမှုကြီးမားခဲ့တာပါ။အဲ့ဒီနောက်ဆက်တွဲအနေနဲ့ကြည်ရဒီသားကလူငယ်တွေကပေါ်တာဆွဲခန့်ခြင်းခံရဆဲဖြစ်ပါတယ်။မိသားစုဝင်တွေပေါ်မှာလည်းတရားမှုကြီးမားခဲ့ပြီးတော့လက်ရှိမှာလူငယ်တွေကစစ်ကောင်တွေကိုတွန်းလှန်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ကျွန်တော်ဘေးနားမှာလူငယ်အုပ်ကိုဖိတ်ခေါ်ထားပါတယ်။စစ်ကောင်တွေရဲ့ အာရမစစ်မှုထမ်းဥပဒေပေါ်သူတို့ရဲ့အမြင်တွေကဘယ်လိုရှိပါလဲသူတို့တွေးကြုံခန်းစားခဲ့ရတဲ့ညီရင်အခြေအနေတွေပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါအရင်ဆုံးကျွန်တော်ညာဘက်ကဆ iam နန်ချောစုခင်နဲ့မိတ်ဆက်ပေးကြပါရစေ။ဆ iam ကဒီ2021နေဦးတော်လိုင်းမှာစတင်ပါဝင်လာပြီးတော့ လက်ရှိမှာတော့ကင်ထင်းချုပ်ရနေရာမှာနေပြီးတော့ဒီတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်ပြီးတော့ထောက်ဖို့အပိုင်းကိုတာဝန်ယူပြီးတော့ဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်တော်လိုင်းမှာလည်းပါဝင်နေစေပါဟုတ်ကဲ့ကျွန်တော်ရဲ့ဘက်ဘက်ကတော့ရဲဘော်ဒူဘိုင်းမှာသူကတော့ဒီအနာသိန်းစစ်ကောင်တွေရဲ့ကျမ်းဖတ်ပြတ်ထန်းလိုက်တဲ့ဒီပေါ်တာဆွဲတယ်ပေါ့လေစစ်မှုထမ်းဥပဒေကြောင့်ပေါ်တာလည်းဆွဲခံရတယ်လက်ရှိမှာတော့ဒီခင်တပ်ဖွဲ့မှာလည်းသူ ာဝန်ထမ်းဆောင်နေတယ်တော်လိုင်းမှာလည်းသူဆက်လက်ပါဝင်နေပါတယ်အဲ့တော့သူ့အကြောင်းနဲ့လည်းပတ်သက်ပြီးတော့မေးဆက်ပေးပါမယ်ဒီသူတို့ရဲ့လူငယ်နှစ်ဦးရဲ့ဒီစစ်မှုထမ်းဥပဒေပေါ်မှာသူတို့အမြင်တွေဘယ်လိုရှိလဲဆိုတာကိုမေးမြန်းပါမယ်အရင်ဆုံးဆ iam နန်းချောစုခင်ကိုအရင်ဆုံးဆက်မေးချင်ပါတယ်ဟုတ်ဆ iam မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်အရင်ဆုံးမှာလေဒီစစ်ကောင်စီရဲ့ဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုကတကယ်တရားဝင်ဥပဒေလို့ဆ iam အနေနဲ့မြင်မိလားဗျ ဒီစစ်အစိုးရဆိုတာကျွန်တော်တို့တင်မြောက်ထားတဲ့အစိုးရမဟုတ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဘက်ကချမ်းကနေဘာရေးပဲထုတ်ပြန်ထုတ်ပြန်ထုတ်ပြန်ဒါကလုံအောင်ကျွန်တော်တို့အတွက်တရားမဝင်ဘူးဒါကလည်းအတင်းအဓမ္မလုံဆောင်နေရဆိုတာလည်းအဲဒီပြည်တွင်းမှာရှိတဲ့သူတွေကဒီကိုတွေးခံစားနေရသလိုကျွန်တော်တို့ဒီတော်လိုင်းရင်အားစုထဲမှာရှိတဲ့သူတွေကလည်းဒီဒီရဲ့တည်င်းအစားနာတွေကိုယ့်စီကိုချိတ်ဆက်ပြီးတော့လာပြီးတော့လာခြင်းနဲ့လူငယ်တွေရဲ့ဘယ်လိုပြောမလဲကြောက်ရွံ့မှုထက်သူတို့ရဲ့ ရွေးချယ်စရာတွေညာလာတဲ့အပေါ်မှာတော်လိုင်းအားစုဘက်ခြံကိုသွားရှင်တဲ့လူငယ်တွေရှိတယ်။အဲဒီပြည်ပကိုကူးရှင်တဲ့လူငယ်တွေလည်းရှိတယ်။အဲ့ဒီကြောင့်မမိပါတွေရဲ့စိုးရိမ်ထိန်းလန့်မှုတွေလည်းအများကြီးကြုံနေရတဲ့အတွက်ကြောင့်မလို့ဒီစစ်အစိုးရကတော်တော်လေးကိုစစ်ရှုံးနေတဲ့အတွက်ကြောင့်မလို့ဒီရဲ့စစ်မှုထမ်းဥပဒေကိုသူထုတ်ပြန်တာလုံးဝဟိုမှကျွန်တော်တို့အနေနဲ့ကတော့ကန့်ကွက်တယ်။အဲဒါကမတရားဘူးပေါ့လေ။အဲ့လိုမျိုးလို့မြင်ပါတယ်။ဟုတ်အဲ့တော့ရှင်ဘော်ဒူဘိုင်းနေနေပါလေ။ ဒီစစ်ကောင်တီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တယ်ပေါ့အဲ့တော့အရာကလည်းတရားဝင်ဥပဒေလို့ဟိုရှုမြင်ပြီလားပြီးတော့ကိုကိုတိုင်လည်းဒီအရမဘော်ဒါဆွဲတာလည်းခံခဲ့ရတယ်ဆိုတော့ပြတ်ပြပေးပါဦးอืมဘယ်လိုပြောမလဲကိုလက်ရှိမှာဆိုရင်ကိုကိုတိုင်လည်းခံစားခဲ့ရတယ်ပေါ့နော်လူငယ်တွေကအခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲကိုလိုပဲဟိုကြောက်ရွံ့မှုတွေအများကြီးဖြစ်နေတယ်ဖြစ်နေတယ်ဖြစ်နေရဲ့ညောင်မှောင်မီဆိုတာနဲ့သူတို့မှာသမင်းစားပြန်သူတို့မှာစစ်ဖိတ်ရှောင်းနေရတယ် ဘောသာဆက်ခံရမှာကြောက်တဲ့အတွက်ကြောင့်အဲ့လိုမျိုးဖြစ်နေတယ်။အမှကျွန်တော်ကတော့သူပြောသလိုပဲပေါ့။လုံးဝလုံးဝကန်းကွက်တယ်။အဲ့တော့သဘောမကျဘူးဗောနော။သဘောမကျဘူး။မဖြစ်သင့်ဘူးလို့ထင်တယ်ဗောနော။ဟိုဖြစ်သွားခဲ့မယ်ဆိုရင် နောက်ကမိသားစုမိသားစုတွေရဲ့ပြဿနာတည်မလား။ဟိုစာဝတ်နေရေးလည်းအခက်အခဲအများကြီးရှိနိုင်တယ်။ရှိနိုင်တယ်။အဲ့ဒီအတွက်ကြောင့်သူ့မိခွာအားထားနေရတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးဆိုးတယ်လေ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်လုံးဝကန်းကွက်တယ်။ တော့ဟုတ်ကဒူဘိုင်းဆိုတဲ့နာမည်ကတော့ဒူဘိုင်းဆိုတဲ့နာမည်ကတော့ကိုကဒူဘိုင်းကိုသွားဖို့တန်းကြီးတက်တန်းကြီးတက်ပြီးတော့အရင်ခဏပြန်လာတယ်ပေါ့နော်အရင်ခဏပြန်လာပြီးတော့အမေနေမကောင်းလို့ခဏပြန်လာတယ်ပြန်လာပြီးတော့နေရအချိန်မှာခုလိုမျိုးကိုယ့်အိမ်မော်တက်ပြီးတော့ကိုအစွဲခံလိုက်ရတာပေါ့နော်အစွဲခံရရင်နာဆုံးမှာတော့နေရ၃ရက်ပဲလိုတော့တယ်နော်အဲဒီအဲဒီအချိန်မှာကိုကိုဖြစ်နေပြဿနာ ကိုယ်အတွက်ကနောက်မှအများကြီးဆုံးရှုံးမှုအများကြီးရှိရှိသွားနိုင်တယ်ရှိနိုင်တယ်ရှိသွားတယ်မိဘအစားပေါ့ရင်းနှီးထားတဲ့ငွေရေးရာအစားပေါ့နော်လုံးဝဟိုအဆင်မပြေတော့ဘူးဘယ်ပြောမလဲကိုယ်လည်းရွေချက်ပြတ်သွားတယ်ပေါ့သူနဲ့ပတ်သက်ပြီးတော့တော့တော့သဘောမကျဘူးဘယ်တော့ကြားခဲ့တော့ကြားခဲ့လို့နေ့လုံး9ရက်6ရက်ရှိပြီ9ရက်6ရက်ဖြစ်သွားပြီဖြစ်သွားပြီကိုကုချင်းကြီးကုချင်းကြီးလည်းမိသားစုနဲ့ဆက်ဆံမရခဲ့ဘူး ကိုလည်းမဆုံးစက်ခဲ့ဘူး။ဒါပေမဲ့မိသားစုမိဘဆိုတာတာသမီကိုစိုးရင်ပုံမှန်ဦးလည်းအများကြီးရရှိမယ်။ဒါပေမဲ့ဘလူနီရဲ့ဆိုတော့သူစိုးရင်မှာပဲလေ။နောက်နောက်မှာဖြစ်နေပြဿနာကိုတာသမီတရားအလူဖြစ်သွားရဲဆိုတော့သူလည်းစိုးရင်မှာပဲ။ကိုလည်းတစ်ဖက်မှာဒီလိုမျိုးဖြစ်နေတော့အဆင်မပြေဘူးပေါ့နော်။လုံးဝကန့်ကွက်တယ်ကိုလိုမျိုးကြီးလုံးရမျိုးတွေလုံးဝမကောင်းလို့ကျွန်တော်ထင်တယ်ဗျ။အင်းအဲ့တော့တစ်ဆက်တည်းပြပြပါအောင်။ဟိုကလေထပ်ပြေးလာတာဘယ်လိုမျိုးလဲဆိုတော့နည်းနည်းလေးပေါ့။ သူပြေးလာတာဘယ်လိုလဲဆိုတော့ကိုမနေခဲ့အချိန်ကာလတွေမှာကိုငရေပြည်ရောက်လို့ခံစားရတယ်ပေါ့နော်ငရေပြည်ရောက်လို့ခံစားရတယ်ကိုပြေးတယ်ကိုပထမဆုံးပြေးတယ်ကိုပြေးခဲ့တယ်ဒါပေမဲ့မလွတ်မြောက်ခဲ့ဘူးကိုအချို့ထဲရောက်တယ်အနှိမ့်ဆက်ခံရတယ်နောက်ကောင်ထပ်ပြေးတယ်ထပ်နှိမ့်ဆက်ခံရတယ်နောက်ဆုံးမှာကိုဒီ KMU ဆိုတော့ထိဆက်ပြီးတော့ပေါ့နော်ကိုကိုဘောအဲ့လိုမျိုးနားလည်မှုတွေအများကြီးထားပြီးတော့ကိုလာပြီးတော့ခေါ်ပေးရတဲ့အတွက် ကျေးဇူးတော်တင်တယ်အခုဒီမှာကိုနေရထိုင်ရတယ်ဟိုမှာနေရထိုင်ရအများကြီးကိုဟောင်းမှုတွေအများကြီးရှိတယ်ဒီမှာကျတော့မိသားစုလိုတတ်မှတ်တယ်ညီကိုမောင်နှမလိုပဲတတွေ့ရတာတားတယ်ဆက်ဆံတယ်ပေါ့နော်ဟိုမှာကျတော့အဲ့လိုမဟုတ်ဘူးအဲ့လိုမျိုးရှိတယ်ဒီမှာကျေးဇူးတင်ပါတယ်ကိုလူကရောက်လာတဲ့အတွက်ကိုလူငယ်လေးလိုပဲကိုကိုလိုမျိုးလူငယ်လေးလည်းသူသာဘောတော့ကိုလိုတန်တိုးရှင်ပါတယ်ဒီမှာလူငယ်ဆိုတဲ့အတိုင်းသားတစ်ခုကြောင့်လုံးစင်လှုပ်ထိုက်တဲ့အားလို့လုံးစင်လေကိုလိုမျိုးနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာပေါ့စစ်ကောင်စီကတက်ပြီးတော့ ဒီလိုမျိုးအစီအံပေးချင်တာပါနော်။အင်းကျွန်တော်လည်းခံစားမိပါတယ်။အဲ့တော့ဆမ်မောက်ကိုမြင်ချင်တယ်ဗောလေ။အဲ့တော့သူကလည်းကိုတိုင်ဝတ္တဆွဲခံရတယ်ပြီးတော့ဒီဥပဒေလည်းသူလုံးဝကန့်ကွက်တယ်ပြီးတော့မိသားစုနဲ့ပတ်သက်ပြီးတော့သူပြပြသွားတယ်ဗော။အဲ့တော့ဆမ်မအနေနဲ့ရောဒီဘယ်လိုမျိုးပြပြချင်တာရှိမလဲ။သူပြောတဲ့ပုံမှာ။ဒီအကိုပြောသလိုပဲဒီရဲ့ပြည်တွင်းမှာကြုံရတဲ့ဒီစစ်မှုထံဥပဒေနဲ့ဗောလေ။ကြုံရတဲ့အရာတွေက တော်တော်လေးဟိုမှာဆိုးရွားတဲ့အခြေအနေတွေလည်းအများကြီးဖြစ်ခဲ့တယ်။တချို့ဆိုရင်ဒီရဲ့ဒီစိတ်မှုထံဥပဒေနဲ့မဲပေါက်သွားလို့ကိုယ့်ကိုအဆုံးစီရင်လိုက်တဲ့လူငယ်တွေလည်းအများကြီးရှိတယ်။အဲ့ဒီအပြင်ဟိုအဲကိုယ့်သားသမီးဒီရဲ့စိတ်မှုထံဥပဒေမှာမဲပေါက်သွားလို့မိဘတွေအနေနဲ့ကိုယ့်ကိုအဆုံးစီရင်လိုက်တာတွေလည်းအများကြီးရှိခဲ့တယ်ပေါ့လေ။ဆိုတော့ဒီအခြေအနေတရက်ပုံမှာဒီစစ်တပ်အတိုင်းဝိုင်းကသူတွေကလည်းသူတို့ ဘယ်လိုပြောရမလဲဒီစစ်မှုထမ်းမှာမပါဝင်ဘူးလားဆိုတော့သူတို့ကိုယ်တိုင်လည်းဒီစစ်မှုထမ်းရဲ့ဒီဖောင်တွေပါတွေဖြစ်ရတဲ့မှာသူတို့ပါတယ်သို့ပေမဲ့သူတို့ကဒီသူတို့ကိုယ်တိုင်စစ်မှုထမ်းမလားလို့မေးကြည့်ရင်သူတို့မထမ်းဘူးသူတို့ကတော့ရှောင်တိန်တယ်ငွေအားရှိတဲ့အတွက်ကြောင့်မို့လို့ဘာအားမှမရှိတဲ့ဒီပြည်သူတွေဒီအခြေခံလူဒန်းစားတွေအပေါ်မှာပို့ပြီးတော့ဒီရဲ့အရာအကျိုးတက်ရောက်တယ်တချို့ဆိုရင်ငွေအားသုံးတာမျိုးတွေရှိတယ်ဒီရဲ့စစ်မှုမထမ်းရအောင်ဆိုပြီးတော့လေအဲကြောင့်မို့ဒီရဲ့ဒီအကိုခံစားရသလိုပဲ အများကြီးဒီကိုလိုပဲမလို့မြောက်သေးတဲ့လူငယ်တွေအများကြီးရှိနေတယ်။လူမြောက်ဖို့အတွက်စ조사နေနေစ조사နေတဲ့အချိန်မှာမှအသက်ဆုံးရှုံးသွားရတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ဆိုတော့ဟိုဒီသူတို့မှာသူတို့ရွေးချယ်ရတဲ့အရာတွေကဒက်လက်ကင်ဒီကျမတို့တွန်လိုင်းအရာစုဘက်ကိုရွေးရင်ရွေးဒါမှမဟုတ်ပြပောက်ကိုထွက်ရင်ထွက်အဲ့ဒီရဲ့ရွေးချယ်မှုနှစ်ခုစလုံးကသူတို့အတွက်ကအများကြီး challenge အကြီးဖြစ်နေခဲ့တယ်ဗောလေ ဒီမိဘတွေအနေနဲ့လည်းစိုးရင်ပူပန်မှုတွေလည်းအများကြီးဖြစ်ရတယ်တချို့သားသမီးဆိုရင်အဲသူတို့မိဘကသူတို့ကိုခိုးပြီးတော့နေရတယ်ဆိုတော့သူတို့မရှိတဲ့အခါကျတော့သူတို့မိဘတွေအများကြီးခက်ခဲကြီးကြုံနေရတာမျိုးတွေလည်းရှိခဲ့တယ်ဆိုတော့ဒီရဲ့အကိုခံစားရတဲ့အရာတွေကလက်ရှိမှာကျမတို့ຫນွေဥတော်နိုင်ရင်မှာဟိုအရင်ကတည်းကနေဒီအချိန်ထိရှိနေတဲ့သူတွေမှာလည်းလာပြီးတော့အကျိုးသက်ရောက်မှုတွေခံစားရတယ်ဒါစိတ်မကောင်းဖြစ်တာပေါ့လေဆိုတော့တချို့ဒီပေါ်တာဆွဲပေါ်တာဆွဲတာတော့မှဒီလိုမျိုး ကိုအိမ်မော်ထီကိုမတရားသဖြင့်လုံးဝကိုအတင်းအကျပ်ကိုဖန်စီချုံအောင်ပြီးတော့ပေါ်တာဆွဲတာဆိုတော့နှိမ့်ဆက်မယ်ဒါအနှိမ့်ဆက်မှုတွေကတော့သူတို့ကတော့လှုပ်ဆောင်လှုပ်ဆောင်မှာပဲဒါကအကြံဖတ်သမားကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုတော့ဟိုဒီအချိန်နေမှာကလူငယ်ဒီပေါ်တာကြောင့်ပါသွားတဲ့လူငယ်တွေမှာလည်းလွမြောက်ဖို့စူးစမ်းနေကြတယ်ဒါပေမဲ့ဆက်ပြီးတော့စူးစမ်းသေးချင်တယ်အဲတနည်းမဟုတ်တနည်းလွမြောက်အောင်လို့ဟိုနီလန်းကတော့ရှိမှာပဲအခုကျွန်တော်တို့တော်လိုင်းရာစုတွေစီမှာလည်းလာပြီးတော့ ျွန်တော်တို့ကတော့ဒီမှာပေါ်တာဆွဲခံရတယ်ဒီရဲ့ဒီဒေတာကိုရောက်နေတယ်ဘယ်တက်ရင်နဲ့အနည်းဆက်ဆုံးရှိလဲကျွန်တော်တို့ကိုကူညီပေးပါဆိုတော့အဲဒီပေါ်တာဆွဲခံရတဲ့လူငယ်တွေအများကြီးလာဆက်သွယ်တာမျိုးတွေရှိတယ်သူတို့မှာဘာဖြစ်သွားလဲဆိုတော့ကျမတို့နဲ့ကြတော့ယုံကြည်မှုတစ်ခုကတိဆောက်လို့မရအောင်ဖြစ်နေပါဆိုတဖက်မှာလည်းသူတို့ကတကယ်ပဲပေါ်တာဆွဲခံရလို့ထွက်ပြေးချင်တာလားဒါမှမဟုတ်တဆူအနေနဲ့ကိုယ်လာမေးတာလားစသဖြင့် အခုနေလည်းကြုံရမှာပဲဒီအဖွဲ့အစည်းကိုဝင်ရှင်တယ်ဒါပေမဲ့ကိုပြောပြလိုက်တဲ့အကြောင်းတရားတွေကိုသူများယုံကြည်ဘူးဆိုတာခက်ခဲတယ်ဒီအချိန်မှာလေဆိုတော့သူတို့အနေနဲ့အဲ့ဒီကြားမှာအခက်အခဲတွေအများကြီးဖြစ်နေရတယ်။ဒါကြောင့်မို့လို့အဲစစ်ကောင်စီကတော့သူစစ်ရှုံးနေတဲ့အပေါ်မှာတစားခံကတော့ဒီလူငယ်တွေအပေါ်ကိုပဲသူကအခြေခံပြီးတစားခံလောက်သွားမှာပဲ။အဲ့ဒီအပေါ်မှာလူငယ်တွေနေနဲ့ကဘာမှအဲတစားခံလောက်ရမလို့ဘူး။ကိုလွတ်မြောက်ရနေရာကိုသွားကိုလွတ်မြောက်ဖို့အတွက်ကိုစူးစမ်းဒါပဲပြောစေချင်တယ်ပေါ့လေ။ ဟိုကိုယ်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ချက်ချပြီးတော့ရွေးချယ်တင်းတဲ့လမ်းကိုရွေးချယ်ပါလို့ပဲပြောချင်ပါတယ်အဲ့တော့ဆီမတ်ဆိုလိုချင်တာကပြည်တွင်းမှာကလည်းဒီစစ်ကောင်တွေရဲ့အရမဘော်ဒါဆွဲတာတွေလည်းခံနေရမယ်ပြီးတော့ဒီလိုမျိုးအခြေအနေအကြောင်းအရာတွေလည်းရှိပဲအဲ့တော့ပြည်ပထောက်ခွာခွင့်ကလည်းအဲ့လိုမျိုးပိတ်တယ်ဆိုတော့လေအဲ့တော့ဒီစစ်မှုထမ်းပြထမ်းလိုက်တဲ့အပေါ်မှာ ပြည်တွင်းမှာရှိနေတဲ့လူငယ်တွေကပို့ပြီးတော့ဟိုကြောက်စရာအကြောင်းအရာတစ်ခုထပ်တိုးလာတယ်လို့ရှုမြင်မိတယ်ပေါ့ ဟိုကျွန်မတို့အခုဆိုရင်ကျွန်မတို့ဒါတော်လိုင်းရေးစပြီးတော့တော်လိုင်းရေးဒီဆန္ဒတွေပါပြီးပြနေတဲ့အချိန်မှာကျွန်မတို့ခွေးဟောင်လာကစကြောက်ပြန်ပြီးတော့ကြောက်ခဲရတဲ့အချိန်တွေဖြစ်တယ်အဲ့ဒီအချိန်တွေမှာကျွန်မတို့ကကိုယ်အဖမ်းမခံရအောင် ကိုဖမ်းမခံရအောင်လို့ကိုဒီရွေးချယ်ရမယ့်အလန်းတွေအများရှိတယ်ပြပောက်ကိုထွက်ချင်လဲထွက်လို့အဲ့ဒီအချိန်တော့ထွက်လို့ရတယ်လွယ်သေးတယ်အဲတော်လိုင်းရေးထဲဝင်မယ်ဆိုရင်လည်းဒီအချိန်ကကျွန်တော်တို့အနေနဲ့အေးဆေးပဲဖြစ်နေသေးတယ်ပေါ့ဒါပေမဲ့ဒီစစ်မှုထမ်းဥတွေပြထန်လိုက်တဲ့အချိန်တွေတည်းကမှာဒီလူငယ်တွေကကျွန်တော်တို့ထက်ကိုပို့ပြီးတော့စိုးသွားစိုးသွားတယ်ပေါ့လေအချိန်တွေတည်းကသူတို့ပြပောက်ထွက်မယ်ဆိုရင်လည်းပြပောက်ကဒီထွက်ခွင့်ပိတ်ထားတယ်စသဖြင့်တချို့ဆိုရင်ငွေအားတက်နိုင်တဲ့သူတွေကြတော့ဟိုရောက်ကောင်ရောက်နိုင်မယ်ဆိုပေမဲ့အခြေခံလူတန်းစားတွေအနေနဲ့ကတော့ ဘလိုဖြစ်တရားမဝင်တဲ့နီးနန်းသွားရတာလေဆိုတော့ဒီပွဲစားကားတွေဘာတွေဆိုလဲအများကြီးကုန်ကြတယ်တချို့တစ်ဖက်ကနေပြီးတော့ချိန်ကားပြီးတော့လှုပ်ဆောင်ပေးရတဲ့မိဘတွေလည်းအများကြီးရှိတယ်ဟိုတောကတွေလည်းအများကြီးရောက်ခဲ့ရတယ်ဆိုတော့ဒီလူငယ်တွေအနေနဲ့ကဟိုဘလိုပြောရမလဲဆက်ပြီးတော့ဒီစစ်ကောင်စီရဲ့ကျိုးမဒီစစ်ကောင်စီကသူတို့ကိုကျိုးမကင်စေချင်ဘူးကျိုးဆွဲမဖြစ်စေချင်ဘူးလွမြောက်တာကိုပြေးစေချင်တယ်ဒါကြောင့်မို့အနီးဆက်ဆုံးလွမြောက်အောင် လွမြောက်စေခြင်းလွမြောက်ခြင်းလဲဆိုတော့အခုလိုပဲဒါတိုင်းသားလန်းလန်းကိုင်းနေရှိမယ်ကျွန်မတွန်လိုင်းအင်အားစုတွေရှိမယ်စသဖြင့်အဲ့ဒီအနီးဆက်ဆုံးကိုချိတ်ဆက်ပါအဲလာရောက်ဆက်သွယ်ပြီးတော့ခုံလုံးလို့ရပါတယ်ကျွန်မတို့ကတော့ဝေခန့်ဖြစ်တယ်ဒါပေမဲ့ခံယူချက်နဲ့ရည်တည်ချက်တော့မှန်ကန်ပါစီပေါ့လေနော်အဲ့ဒါတော့ပြောချင်ပါတယ်အဲ့တော့ရှာရေဘော်ဒူဘောင်းဆက်ချင်ပါတယ်နော်အဲ့တော့အာဆ ्याम မပြောရတဲ့အထက်မှာဆိုရင်အဓိကပြဿနာကလေကိုကိုတိုင်းလင်းကြုံခဲ့ရတယ်ပေါ့အဲ့တော့လက်ရှိမှလည်းကြုံနေရတယ်လည်းဖြစ်တယ်ပေါ့လေ ဒါပေမဲ့အခုအခုချိန်မှာဘယ်လိုခံစားနေရလဲခုချိန်မှာဘယ်လိုခံစားနေရဆိုတော့ကိုယ်လိုပဲလူငယ်လေးကိုယ်လိုမျိုးဟိုဘယ်လိုပြောမလဲဟိုမဖြစ်အောင်ပေါ့မဖြစ်အောင်ကိုလုံးသိလုံးထက်တဲ့အရာဝတ္ထုတစ်ခုကိုလုံးပေါ့နော်ဟိုသူတို့သူတို့ရဲ့ကြိုးခိုင်နေတဲ့မရောက်မီအောင်လို့ကိုကဟိုဒီညီမပြောနေကခိပထွက်လဲမထွက်မထွက်ခဲ့လို့ရှိရင်ဒီဒွန်လိုင်းရေးဘက်ကိုလာပါလို့ကျွန်တော်ကပြောချင်တယ် အဲအဲကြောင့်မပြောချင်လက်ရှိမှာဒီစစ်ကောင်စီကဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးတော့နောက်မှာပေါ်တာဆွဲတာအပတ်စဉ်တော်တော်များများရှိနေကိုကိုတိုင်လည်းအာပေါ်တာဆွဲခံရတယ်ပါတယ်လေဆိုတော့အပတ်စဉ်ဘလောက်မှလည်းပြီးတော့ဘယ်တက်တွေမှာဘာတွေလုတ်ခရရလဲပြောပြပါဦးအဲအပတ်စဉ်၅ပေါ့အပတ်စဉ်၅အပတ်စဉ်၅မှာအဲ့ဒီဟိုလည်းခလာရ80ပေါ့နော်ခလာရ80မှာအဲ့လိုရောက်တရားနဲ့ တနက်စာတက်ခဲ့တနက်စာတက်ခဲ38ပေါ့နော်38တနက်စာတက်ခဲ့အဲ့ဒီမှာဗားရဲတွေ့ကြုံရရဲဆိုတော့အဲ့ဒီရောက်သွားတဲ့အချိန်မှာကိုဗာခံစားမိလဲဆိုတော့ကိုစဉ်းစားမိတဲ့အခုကြီးကကိုငရဲငရဲကနဲ့ရောက်သွားတယ်ကိုကိုကိုတော့ခံစားမိတယ်ခံစားမိတယ်တွေ့ကြုံရတဲ့အချိန်ကဟိုမလုံဘူးတဲ့အရာကိုလုံးရတယ်ပေါ့နော်ကိုမလုံဘူးတဲ့အရာတွေပေါ့သူ့ခန်းတဲ့အရာမှန်တယ်များကိုလုံးရတယ်နဲ့ဆိုရင်စော်ရိုက်ထားရတယ် ထားရတယ်ထားပြီးလို့ရှိရင်သူခန်းတဲ့အလုပ်လုပ်ပြီးလို့ရှိရင်သူတို့နေခန်းတယ်လို့နေအဲပုံစံမလာခဲ့လို့ရှိရင်ဆုံးပါတယ်သူတို့ရပြီးတော့ဆုံးပါတယ်ဆုံးပါတယ်24နာရီမှာကိုနားရတဲ့အချိန်ကတိတ်မရှိဘူးအဲ့တဲ့အချိန်ပဲအဲ့တဲ့အချိန်က9နာရီနောက်ပိုင်းမှာကိုနားရတယ်တော့ရတယ်ပေါ့နော်9နာရီအချိန်9နာရီအချိန်နားရတယ်တဲ့ရှိရကိုအများကြီး run နေရတယ် ်သူလည်းပြင်မဆေးလည်းပြင်မကိုလိုပဲရဲပေါ်ရဲလို့အများကြီးပဲအများကြီးပဲရှိခဲ့တယ်ပုံနေပါလေပြေးသုံးလားဆိုတော့အချိန်တိုင်းနောက်တစ်ခုကြည့်ပဲပြေးသုံးတယ်ညအဲ့တဲ့ချိန်ပဲပြီးလို့ရှိရင်ပြန်သိမ်းတယ်ပြန်သိမ်းတယ်မိုးလင်းအလုဆာလို့ပြန်လုတယ်တွားရတယ်ဒုက္ခနာကိုမှန်တယ်မြတ်ကိုလောက်ရတယ်ပုံစံမလိုက်အဲ့ဒီအချိန်မှာပုံစံမလာတော့နည်းနည်းလေးကိုမမကြောကြောဆက်ဆံမိခဲ့လို့ရှိရင်ကိုအချိုးလေးတွားရတယ်အဲမျိုးရှိတယ် အများကြီးပဲအဲ့ဒီကျရောက်သွားခဲ့အဲ့ဒီထဲရောက်သွားခဲ့တဲ့လူမှန်သမျှတော့အများနဲ့ပြောနေကြပဲငရဲတို့နဲ့ကြာနေလူပဲခံစားရတယ်ကိုလိုပဲလူငါမှန်သမျှတော့လူမြောက်မှုဆိုတာမရှိဘူးလူလန့်ကိုလည်းမရှိဘူးလူငါတယောက်ရဲ့လူလန့်မှုတွေဆုံးရှုံးမှုတွေအများကြီးတိုးတက်မှုတွေရှားရှုံးသွားပြီပေါ့နော်အဲ့လိုမျိုးခံစားရတယ်အဲ့ဒီထဲမှာလေအဲမင်းကလေးတွေရောတွေ့မိလားအဲ့ကလေးတွေတော့ဟိုပြောပြအများကြီးတော့မဟုတ်ဘူးတွေ့မိရဲ့အဲဒါ2ယောက်3ယောက်ပေါ့ ရှိတယ်အဲ့လိုပဲရှိတယ်ပေါ်တာဆွဲခံပေါ်တာဆွဲခံရှိတယ်ရှိတယ်ဒီမှာကိုယ်နဲ့ကြကိုယ်နဲ့ကြတော့ဘာလို့မရဘူးလေနင်မလားအကြောင်းမလို့ရှိတယ်မကလေးတွေရှိတယ်ကိုလိုပဲအဲ့လိုသူအာဓမအကျဉ်းချပြီးပေါ်တာဆွဲခံရတယ်ရှိတယ်၃၄ယောက်ပဲအင်းအဲ့လိုမျိုးရှိတယ်ဒါကိုကိုကိုလိုမဖြစ်အောင်လို့ကိုနောင်နောင်သားကြီးကိုလူငယ်တွေကိုကိုအကြံပေးချင်ပါတယ်ကျွန်တော်ဘက်ကနေရက်တိပြီးတော့ခေါင်းနဲ့အရာလောက်ပါလို့ကျွန်တော်ပြောချင်တယ်။အဲ့တော့ဆမဘတ်လက်ချင်ပါအဲ့တော့ သူသူအတွက်ကြုံထဲမှာလဲဒီအတမပေါ်တာဆွဲခံရတဲ့ထဲမှာမျိုးသမီးတွေလည်းပါတယ်ပေါ့ဗျာလူငယ်တွေလည်းဖြစ်တယ်ပေါ့အဲ့တော့သူခုနဆိုရင်ဒီလိုမျိုးအတမပြုချင်းခံတဲ့မျိုးသမီးတွေလည်းပါတယ်ပေါ့အဲ့တော့ဆ iam ပြပြချင်တာရှိတယ်အင်းဒီအမျိုးသမီးတွေပေါ်တာဆွဲခံရတဲ့အပေါ်မှာနောက်ဆက်တွဲကတော့ဖြစ်လာအောင်ပါပဲဒါသူတို့ကစောရတော့ပြောသူလိုပဲသူတို့ကလုံအောင်စစ်ကရှုံးနေတဲ့အတွက်ကြောင့်မလို့ဒီလူငယ်တွေကိုပဲသူတို့ကဟိုဘယ်လေဒီတစားခံအနေနဲ့သူတို့ကလုံမှာ သူတို့မှလူအင်အားမရှိတော့အဲဆုံးဒီကြရှုံးနေတဲ့အချိန်မှာရှုံးတော့ကိုလက်မခံဘူးဒီပြည်အပြည့်ဒီဘယ်လိုပြောရမလဲအဲလက်နဲ့မရှိတဲ့ပြည်သူတွေအဲဒီအခြေခံလူတန်းစားတွေအပေါ်မှာပဲသူတို့ဖိနေမယ်အဲဒီအစွမ်းတော်ကလိုပဲဒီအမျိုးသမီးတွေအပေါ်မှာလည်းလောက်လာမှာပဲသူတို့မှာကဟို ဘယ်လိုပြောမလဲလူသီးစိတ်ဆိုတာမရှိတော့ဘူးလေသူတို့တကွက်ထဲကောင်းနေရပြီသူတို့သူတို့မိသားစုလေးလုံခြုံဖူးလုံနေရပြီကျန်တဲ့သူတွေဘာပဲဖြစ်ကိုစိတ်ဝင်စားမဲ့သူတွေမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီအမျိုးသမီးတွေလည်းဖြစ်လာနိုင်တယ်ဒါကြောင့်မို့ဟိုအမျိုးသမီးတွေအနေနဲ့လည်းဒီအချိန်မှာကတော့နေတာတလို့နေတာမျိုးတွေကတော့တတိနဲ့နေပေါ့လေနေတာတလို့ကတော့နေနေကြပါတယ်တချို့ပေါ့လေဆိုတော့ဒါမဲ့တတိနဲ့နေကြပါကိုယ်စီကိုမရောက်လာနိုင်ဘူးလို့မပြောနိုင်ဘူးဒီအချိန်တွေမှာ ဥပဒေကမဲ့ကုန်ပြီအကုန်လုံးဒီတရားတော်အထက်မှာဘာဥပဒေမှမရှိတော့တဲ့ဒီစစ်ကောင်စီရဲ့စနစ်အောက်မှာဟိုရှင်တန်ရတယ်ဆိုတာရှင်လျက်နဲ့တည်နေကြသလိုပါပဲဆိုတော့အဲတတိအတိကတ်ကတ်ထားပြီးတော့အပျော်ပါးတွေကိုလည်းရှော့နော်အဲညပဲရှော့သွားတာတွေပါလေအဲ့တော့အတက်နိုင်ဆုံးရှော့စေချင်ပါလေဟုတ်ကဲ့ပါဆင်မအဲ့တော့ဒီစကိုင်းငလင်လှုပ်သွားတဲ့အချိန်မှာဒီပြည်တွင်းမှာသူကဟိုအများကြီးတက်ရောက်မှုတွေရှိခဲ့တယ်ပေါ့လေအဓိကကိုကြီးကေစရေးတွေ ီးတော့ကုညီကေစီတွေမရောက်ခဲ့လို့ဟိုတော်တော်များများအသက်ဆုံးရှုံးမှုရှိခဲ့တယ်ပေါ့အရင်တော့ဆိုရင်ကိုဗစ်မှာဆိုရင်လူငယ်တွေကရှေ့ကနေပါတယ်ပေါ့အခုကလူငယ်တွေကဒီစစ်တမ်းနေရှိတယ်ပြီးတော့ဒီစစ်ကောင်စီရဲ့စစ်ကြောထုတ်လိုက်ထွက်ပြေးရတာရှိတယ်သူတို့စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးနေရတာရှိတယ်အဲ့တော့လူငယ်တွေကပြည်တွင်းမှာရှားပါးတဲ့ကုန်ပစ္စည်းတခုလိုတောင်ဖြစ်နေတယ်အဲ့ဒီအပေါ်မှာဆရာမဘယ်လိုမျိုးရှုမြင်ကြီးလဲအမတော့နိုင်ငံတကာနိုင်ငံမှာလူငယ်ဆိုတာကလုံအောင်အချက်ချာကြတဲ့အဲအုံမြစ်တခုလို့ပြောလို့ရတယ်ဒီရဲ့ စစ်အစိုးရကဒီလူငယ်တွေကသူတို့ထပ်ပို့ပြီးတော့အများကြီးလှုံ့ဆော်နိုင်စွမ်းရှိလို့သူတို့ကသူတို့ထပ်ဆရာလို့တာကိုမကြိုက်ဘူးသူတို့ကလည်းဖြစ်ချင်တော့တပည့်ပဲဖြစ်နေတာဆိုတော့အဲ့ဒီပုံမှာလူငယ်တွေကိုသူတို့ကတိမ်ပါနိုင်တယ်လို့တိမ်ပါအောင်သူတို့ကတော့ဟိုလှုံ့ဆော်နေရပေါ့လေဒီစကိုင်းကလေးမှာဆိုရင်လည်းဒါကပြည်ပနေပြီးတော့ဒီစစ်အစိုးရကိုပြည်ပအချို့နိုင်ငံကနေပြီးတော့စစ်အစိုးရကိုဒီထောက်ပံ့ခြင်းငွေပေးတာအများကြီးပဲ ဲ့ဒီပုံမှာမှဒီအိုးအိမ်ပြက်စီးဆုံးရှုံးသွားတဲ့တအိမ်တောင်ကို၁၀သိန်းလာမသိဘူးအဲ့အဲ့လောက်အဲ့လောက်ပဲသူပြန်ထောက်ပေးထောက်ပံ့ပေးနိုင်တယ်ပေါ့ဆိုတော့သူရဲ့လှုပ်ဆောင်မှုကလုံးဝကိုအဲအဆင်မပြေဘူးသူလှုပ်ဆောင်မှုတွေအကုန်လုံးပြည်သူကိုနှစ်တစ်ထက်နှစ်တက်တစ်ထက်တက်တယ်လို့ဖြစ်နေတယ်ဒါပေမဲ့လည်းသူနေတဲ့နေရာလေးတာယာနေသေးတော့ဓာတ်တွေကိုသူကမမှုဘူးပေါ့လေအဲ့လိုမျိုးပုံစံမျိုးဖြစ်တယ်အဲဒီအာနာသာမသိမ်းခဲ့ဘူးဒီရဲ့တဘာဝဘေးဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့လူငယ်တွေတော်ထဲမရောက်ခဲ့ဘူး အဲပုံမှန်အခြေအနေတရမှာပဲဆိုရင်10ရောက်တရမဲ့နေရာမှာအဲ9ရောက်လောက်ပဲတေကောင်းတေနိုင်မယ်ပေါ့လေအဲအလီမီအောင်ကူညီနိုင်တာမျိုးတွေကတော့လှုပ်ဆောင်နိုင်မှာပဲကျွန်တော်တို့ကဒီတဘာဝဘေးဖြစ်နေတဲ့အချိန်မှာဘယ်သူဘက်ကပဲယက်တီယက်တီပြည်သူပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဝေးမှာရှိတဲ့ကျွန်တော်တို့ကအများကြီးစိတ်ထဲမှာဂတိကအောက်တွေဖြစ်ရတယ်ကိုကိုတိုင်လည်းသွားကူညီလို့မရဘူးကိုကဝန်ထမ်းပြည့်ဖြစ်နေတဲ့အတွက်ကြောင့်မလို့သွားပြီးတော့ကူညီလို့မရဘူးသူတို့ဖန်ဆီးမယ်ကိုကိုတွေ့ရင်ဆိုတော့အဲ့ဒါကြောင့်မို့ အဲရင်ထဲမှာတဆစ်ဆစ်နဲ့တော့တော်တော်လေးကိုတော့နာကျင်ရတယ်ထုံနည်းတူပဲအဲအဲကျမတို့ပဲတချို့တွလင်းအားစုမှာရှိတဲ့လူငယ်တွေပရာဟီတာလုပ်တဲ့လူငယ်တွေလည်းအများကြီးပါတာဟိုအဲ့ဒီထဲမှာသူတို့တွေလည်းကျမလည်းထပ်တူပဲခံစားနေရမှာပဲဆိုတော့အဲ့လိုမျိုးတော့မြင်မိပါတယ်အာကျွန်တော်တို့လည်းအဲ့ဒီချိန်မှာလည်းထပ်တူပါပဲကျွန်တော်မီဒီယာသမားကြီးဆိုတာလည်း live တွင်နေရတဲ့ကိစ္စတွေဒီလိုမျိုးကိစ္စဆိုတာဒါရိုက်ပြည်သူကိုတင်ပြရမယ်ဘယ်နေရာမှာတော့ဘယ်လိုမျိုးခက်ခဲတွေဖြစ်ရမယ် ခက်ခဲတွေဖြစ်နေတယ်ပေါ့လေဖြစ်ရမယ်တော့ရှိပါတယ်ဖြစ်နေတယ်ပေါ့ကျွန်တော်တို့ကူညီကြစေအတွက်ပြီးတော့ဒီလူရှင်တွေအတွက်ထိရောက်တဲ့ဟာတွေကျွန်တော်တို့ကအစိုးရကိုလည်း cover လုပ်ပြည်သူလူထုလည်း cover လုပ်တဲ့ဟာပါပဲဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းမသွားနိုင်ဘူးပေါ့လေအဲ့တော့ဆင်မကောင်းစရာဖြစ်ပျက်တစ်ခုပါပဲနောက်အကြောင်းအရာတစ်ခုပဲပေါ့ဒီစစ်ကောင်စီရဲ့နှိစက်ရာလူငယ်တွေကစစ်မှုထမ်းဥပဒေနဲ့အကျုံးမဝင်ဘူးဆိုတာကိုသိလား စစ်ကောင်စီနဲ့နီးစပ်ရလူငယ်တွေကစစ်မှုထမ်းတဲ့ဥပဒေစစ်မှုထမ်းဥပဒေအကျုံးမဝင်ဘူးဆိုတာတော့ဒီလိုပါသူတို့စွမ်းတော်ကပြောသူလိုပဲသူတို့စီကိုတက်ရောက်လာတယ်ဆိုရင်သူတို့မှာအင်အားရှိတယ်ငွေအားရှိတဲ့အတွက်ကြောင့်မို့လို့ဒီရဲ့အစာထိုးပုံစံမျိုးပေါ့လေအဲငါတို့ကတော့စစ်မှုထမ်းနိုင်ဘူးငွေဘလောက်သွင်းရမလဲအဲအဲ့လိုပုံစံမျိုးသူတို့သူတို့အတွက်ကအကျုံးသူတို့အတွက်ကိုလည်းစစ်မှုထမ်းဥပဒေကအကျုံးဝင်မနေဘူးဒါပေမဲ့သူတို့ကိုယ်တိုင်ကလည်းမလွန်ဆန်နိုင်ဘူး အမလို့ဆန်တဲ့အတွက်ကြောင့်မို့လို့ငွေအားသုံးတယ်ငွေအားမသုံးနိုင်တဲ့သူကြတော့လေအဲဒီဥပဒေမှာပါရတာပဲဒါပဲသူတို့ကိုယ်တိုင်ကတော့သူတို့ကိုယ်တိုင်စစ်မှုထမ်းရတယ်ဆိုတာကိုတော့ဒီမီဒီယာမှာထုတ်ပေါ်ပြလို့မရှိဘူးအဲဒီဒီဒီဘယ်အဝန်းဝိုင်းမှမရှိတဲ့အဖြူတဲ့လူငယ်တွေအပေါ်မှာကြတော့အဲ့လိုမျိုးအဲဘယ်ပတ်စင်မှာဘလောက်တက်နေပြီးပေါ့နိုင်ငံအတွက်ဘာတွေလှုပ်ဆောင်နေပြီးပေါ့စသဖြင့်အဲ့ဒီလူငယ်တွေအကုန်လုံးအမှန်တိုင်းပြောရင်သူတို့ကိုယ်တိုင်လည်းသူတို့စိတ်ခံယူချက်တစ်ခုမှပါတာမဟုတ်ဘူးအဲနောက်ကနေကြိုးဆွဲခံထားရတာကြီးပဲဆိုတော့သူတို့အတွက်က ဟိုအကျုံးဝင်မနေဘူးဒါပေမဲ့တို့ကထုတ်ပေါ်ပြောခွင့်မရှိဘူးကျွန်မတို့လို့အဲ့လိုမျိုးတော့မြင်တယ်ဒီစစ်ကောင်စီရဲ့ဒီဒီစစ်မှုထမ်းဥပဒေကတို့ရဲ့နှိစက်ရာလူလူငယ်အတိုင်းဝိုင်းမှာအကျုံးဝင်မှုမရှိဘူးလို့ဟိုကျွန်တော်ကြားသိရတယ်ပေါ့အဲ့ဒါရောသိလားအဲ့ကြရောတချို့ပြောနေကြပေါ့ဟိုတို့ကစစ်မှုထမ်းလူတယောက်ကိုပါသွားပြီနော်ပါသွားပြီဒါပေမဲ့အဲ့လိုလူတယောက်ကမလိုက်နိုင်ဘူးပတ်စံငွေအင်အားတနိုင်တယ်တနိုင်သူရင်တယောက်တယောက်ကိုဘယ်လောက် တင်းတရားမြင့်တရား200မြင့်200ပေးပေးပြီလို့ရှင်အဲ့ဒီလူ အစားထိုးပြီးတော့သူတို့ထည့်လိုက်ကြတယ်ထည့်လိုက်ကြတယ်ဒါပေမဲ့တပတ်ကလည်း तू ရဲ့သူလည်းဟိုဘယ်လိုပြောမလဲလက်ရှင်ရဲ့ရေဝဲရဲတော်မှာရှိဘူးဒါမိသားစုမှာသူမရှိရင်အဆင်မပြေဘူးဆိုတော့အတွင်းနဲ့ဘာဖြစ်ဖြစ် तू လိုက်သွားမယ်ဒါပေမဲ့မိသားစုကတူတူအကြီးပတ်ဆက်ကအထောက်အပြုတယ်အဲအဲ့လိုမျိုးအတွင်းမျိုးနဲ့ပေါ့လူငယ်တွေကအများဆုံးအဲ့လိုဖြစ်နေကြတယ်အဲ့လိုမျိုးပဲနော်ဆရာမအဲ့ဒါဘယ်လိုမျိုးရှိနေပြီလဲ အဲ့ဒီအခုလိုမျိုးကိစ္စဖြစ်ပေါ်တယ်ပေါ့လူစားငါထဲ့တယ်ပေါ့အဲ့ပေါ်ဘယ်လိုမျိုးကိုကလည်းလူငယ်တယောက်လည်းဖြစ်တော့ဒီလူစားငါတဲ့အပေါ်မှာပါသွားတဲ့လူငယ်တွေကတော့လက်ရှိချိန်ဒီနေသားသလိုနေတယ်လို့ပဲမြင်မိတယ်အဲဒီအချိန်တွေတရဖြစ်လာတယ်ဆိုတာဆိုရှယ်မီဒီယာသုံးနေကြတဲ့သူတွေပဲတည်င်းနေမှာလည်းတင်ဆက်တယ်လေအဲဒီစစ်မှုထမ်းဥပဒေကပတ်စင်ဘလောက်ဘလောက်ပြထမ်းစစ်မှုထမ်းကတော့ဆက်ပြီးတော့ဒီတော်လန်ရေးမပြီးမချင်းစစ်မှုထမ်းကတော့တတုပ်ပြီးတတုပ်ကတော့ဖြစ်လာနေမှာပဲ အတရားဝင်တာကြော်ညာတယ်ဆိုပေမဲ့သူတို့ပေါ်တာဆွမ်းပြီးတော့ပေါ်တာဆွဲပြီးတော့သူများအိမ်ပေါ်တွေအထိဆွဲချုပ်ချီနောင်လာတယ်အများကြီးရှိတယ်ဆိုတော့ဒီပုံမှာကအဲဆောနာတော့ပြောသူတို့ပဲကိုကိုတိုင်ဒီဒီရဲ့ကျိုးအကင်မခံရအောင်လို့တော့လူမြောက်ဖို့နီးကတော့ရှိတယ်ဒါပေမဲ့ကိုကိုတိုင်ကလည်းလူမြောက်ခြင်စိတ်ရှိဖို့လိုတယ်အဲနီးစက်ရဘက်ချန်လေးမှာခိုလုံချင်တယ်ဆိုရင်ဥပမာကျမတို့တော်လန်ရေးအင်အားစုတွေတဲ့ခိုလုံချင်တယ်ဆိုရင်တော့ဆောနာတော့ပြောသူတို့ပဲစိတ်တန်းနဲ့ခံယူချက်လေး တော့ယူခဲ့ပေါ့လေအာဒီငါတို့ကိုဖမ်းမှာဆိုလို့ငါတို့ရှောင်ရလို့ဆိုတော့ဟာအလောင်းနဲ့တော့မစင်းစားပါနဲ့တေချာလေးကို့ကိုဒီလိုမျိုးအဲဖိနေချုပ်ချယ်တဲ့အတွက်ကြောင့်မလို့ကိုပြန်တော်လန်ရမှာအဲကြောင့်မသူတို့ကိုတော်လန်ခြင်းနဲ့စိတ်ကိုအပြည့်ဝယူခဲ့စေခြင်းနဲ့ဟုတ်ကဲ့ပါအဲ့တော့ဒီ2015ဒီ2020ပေါ့လေအဲ့ဒီခေတ်ကာလဆိုရင်ကျွန်တော်တို့လူငယ်တွေပေါ့လေလူငယ်တွေဆိုရင်ကျွန်တော်တို့သွားချင်တဲ့နေရာကိုလုံလုံခြုံခြုံနဲ့အေးအေးချမ်းချမ်းသွားလို့ရတယ်အညက်ဘက်တွေဆိုရင်လည်းအကို အပြင်အပြင်မှာသွားပြီးတော့မိသားစုနဲ့အဲအပူရှောင်းတာတို့တနင်္ဂနွေခီးတစ်ခုသွားတာဆိုအရန်အဆင်ပြေခဲ့တယ်ပေါ့အခုကျတော့ပြောင်းပြန်ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီအရင်ကအဲ့လိုမျိုးဖြတ်တန်းခဲ့ရတဲ့လူနေမှုထိုင်မှုစတိုင်ကိုပြန်လွှမ်းမိလားလွှမ်းတာပေါ့ဟိုဒီ2015ကနေစပြီးတော့ပေါ့လေဒီ2020အထိကကျွန်တော်တို့ကလူငယ်ကိုလူငယ်လို့ဖြတ်တန်းရတယ် ျွန်တော်တို့ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲအဲကျွန်တော်တို့မှာအနာဂတ်မျှော်လင့်ချက်တွေအကုန်လုံးကအကောင့်ထဲပုံနိုင်ဖို့အတွက်ကျွန်တော်တို့ခြေလှမ်းတွေပုံမှန်လေးအေးဆေးလမ်းနိုင်လို့ရတယ်။ဘာမှဟိုအစိုးရကောင်းလို့ကျွန်တော်တို့ဒီလိုကျွန်တော်တို့လူငယ်တွေအများကြီးအာအနာဂတ်အတွက်ရှောင်လန်းလို့ရတာပေါ့လေ။ဆိုတော့အဲ့ဒီအချိန်တွေကိုအများကြီးလွမ်းတယ်။ဒီဒီလက်တပြတ်ဖြတ်သွားတဲ့အချိန်တွေတရက်ပေါ်မှာကျွန်တော်တို့လမ်းနေတဲ့ခြေလှမ်းတွေအကုန်လုံးကစိတ်ကောင်းစီကိုပြန်ပြီးတွန်းလှန်နေတဲ့ခြေလှမ်းတွေဖြစ်နေခဲ့တယ်။ အဲကြောင့်မို့လက်ရှိကျမဒီ2015နေ2020ကာလအတွင်းတွေကိုလွမ်းတယ်ဒါပေမဲ့ဒီခြေလမ်းတွေကတော့ဆက်ပြီးတော့ကျမတို့အရင်အချိန်တွေပြန်ရနိုင်မှုအတွက်အခုလမ်းနေတဲ့ခြေလမ်းကတော့ဒီစစ်တပ်ကိုအမြင့်ဖြုတ်ဖို့အတွက်ဆက်ပြီးတော့လမ်းနေအောင်ပါပဲနည်းနည်းလေးတန့်ကြွားသွားတဲ့ပုံစံမျိုးပါနော်တန့်ကြွားတော့နော်โอเคโอเคအဲ့တော့ကိုဒူဘိုင်းရောပြန်လွမ်းလာတွမ်းတာပေါ့အရင်ချိန်ကြီးဆိုလို့ရှိရင်ကိုရီမှာဟို7နိုင်တစ်ချက်9နိုင်ဆိုတာကိုရီသွားသွားလာနေကြ ဘာမှဟိုတဏ္ဍာမရှိဘူးတယ်မလားအခုလက်ရှိဖြစ်နေပြဿနာကြတော့6နာရီထိုးပြီဆိုတာနဲ့တပင်အောင်အောက်တောင်သွားပြီးနေလို့မရဘူး။အင်း။မောင်ရဲခုံမှုပဲ။ဘာသွားပြီ။မိရလည်းပြက်နေ။မိရလည်းပြက်။ထမင်းစားပြီးပြီဆိုတာလူငယ်ချင်းမှာကျောင်းဝင်စိတ်ကအဲ့လိုဖြစ်နေပြီ။ငါဘယ်တော့ပါမလဲပေါ်တာတဲ့ငါဘယ်တော့ပါမလဲအတွေးနဲ့ထမင်းစားပြီးဆိုတာနဲ့ရှောင်းနေကြရပြီဝိရှိမှာ။ကိုယ်အရင်ကပြဿနာကိုယ်အရင်ကနေပြီးတော့တနေ့အောင်ရှောင်းနေရတယ်။အဲ့ပုံမှာမိမလည်းယောက်ျားဆိုတာမရှိဘူး။အင်း။ရှောင်းနေကြရတယ်။ ဟိုဘက်ကိမဆိုတာဥချိန်မှာ तू မတွေးတော့တော့ဘူး။ကိုင်ကိုင်ပဲလွမြောက်ဖို့အတွက်ပဲကိုလွမြောက်ဖို့အတွက်ပဲကိုရှောင်းနေကြရတယ်။ကိုလူငယ်ချင်းမှာဖြစ်နေပြဿနာအဲ့လိုမျိုး။အဲ့တော့ကုတူပန်းကိုပဲဆက်မိချင်းပါအဲ့တော့ဒီနယူတော်လိုင်းရပါလေရှေ့ကြမယ်လို့ခန်းစားမိလားအဲ့ဒါကြတော့ဘယ်လိုပြောမလဲဟိုအချိန်နဲ့ရရပေါ်မှာမူတီရပေါ့နော်ဒါပေမဲ့ကိုတယောက်တည်းတော်လည်းအဆင်မပြေဘူးပေါ့နော်ဒီငယ်ဒီငယ်ညလည်းတက်ဆိုင်နေပေါ့နော် ိုအဲ့လိုမျိုးရဲရင်ကြမ်းမဲ့မျိုးကိုတော့မထင်မိဘူးမကြတော့ပါဘူးတိတ်မကြတော့ပါဘူးအတော့ဆ ्याम မဘမြင်ချင်ပါဆ ्याम မဟောမြို့တော်လည်းရရှိကြမယ်လို့ထင်မိလားอืมအချိန်နေတရက်ကတော့အပြောင်းလဲရတော့ရှိလာမှာပဲအဲဒီအတိုင်းအမြဲတမ်းတော့မဖြစ်နိုင်ဘူးပေါ့လေဆိုတော့ဒီတော်လန်ရေးဒီထက်ပိုပြီးမရှိကြစေချင်ဘူးဆိုရင်ဒီစစ်မှုထံဥပဒေကိုလည်းဆက်ပြီးတော့ပြည်သူတွေအနေနဲ့အကြောက်တရားတွေအနေနဲ့မဖြစ်ချင်ဘူးဆိုရင်တော့ နိုင်ရအနေပုံဝင်ပေးကြပါဆိုတော့ဒီတော်လန်ရေးကတော့နောက်ကျတယ်စောတယ်ဆိုတာမရှိပါဘူးကိုရောက်တဲ့ခြေလမ်းကနေပြီးတော့ကိုခြေလမ်းကိုကိုပြင်ပါအာဒီစနစ်ကိုအကုန်လုံးတွန်းလှန်ခြေမုံနိုင်သွားပြီးဆိုရင်ဒီစစ်စစ်ကောင်စီတွေဒီစစ်မှုထမ်းတွေဆိုတာဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့ဒီရဲ့တော်လန်ရေးရှေ့ကြခြင်းမရှေ့ကြခြင်းကကိုကိုတိုင်ဘလောက်ပါဝင်နိုင်မှုဘလောက်ပါဝင်နိုင်တဲ့အာဘုံမှာလည်းအများကြီးမှုတည်ပါတယ် ဆိုတော့တော်လိုင်းကြီးကျလာတာနဲ့အများပြည်သူတွေကတော့ပင်ပန်းလာတယ်ဒီငွေကြေးဖောင်းပွားမှုအပေါ်မှာလည်းအခက်အခဲတွေအများကြီးကြုံရတယ်ဒီအခြေခံလူဒန်းစားတွေလည်းအများကြီးအအခက်အခဲတွေကြုံနေရတာပေါ့လေဆိုတော့အဲ့ဒီအပေါ်မှာလည်းအစိုးရပြန်လဲထောက်ပံ့ကြည့်ရှုလဲဆိုတာမရှိသလောက်ပါပဲဆိုတော့ဒီရဲ့တော်လိုင်းကြီးကိုဘယ်နေရာနေပဲဖြစ်ဖြစ်ဘယ်ခြေလမ်းကိုပဲရောက်ခဲ့ရောက်ခဲ့အာပါဝင်နိုင်တဲ့အခြေအနေတရက်ကနေပါဝင်ပေးပါလို့ပဲတိုက်တွန်းချင်တယ် အမြန်ပြီးချင်တယ်ဆိုရင်တော့အားလုံးကတောင်းဝန်ရှိပါတယ်။ဟုတ်ကဲ့ပါ။ဆရာမအနေနဲ့ထပ်ပြီးတော့ပြောပြချင်တာဘာတွေလဲရှိမယ်ဗျ။ထပ်ပြီးတော့ပြောပြချင်တာကတော့ဒီဒေါ်လာရင်းနဲ့ဒီကကြာလာပြီပေါ့လေ။ကြာလာတော့ဒီပြည်သူတွေအနေနဲ့ကအလောက်ကိုင်းနေကြက်တဲလာတယ်။သို့ပေမဲ့လည်းပြည်သူတွေရဲ့ပါဝင်မှုကဒီနေ့ဒီအချိန်ထိစီစဉ်နေတုံးပဲဟိုစီစဉ်နေတော့မို့လို့ပဲကျမတို့ထောက်ဖို့တွေဆိုတာလဲဆက်ပြီးတော့အရှိတ်ကိုရှောက်လန်းနိုင်တယ် ဒီတရင်တက်ဖွဲ့တွေကိုနိုင်တဲ့လောက်ပြန်ပြီးတော့ကုညီနိုင်တယ်ဒါကအနောက်မှာပြည်သူတွေရဲ့အားရှိတယ်ဆိုတော့ဆိုတော့အဲမပါဝင် လာရသေးတဲ့သူတွေပါဝင်ပြီးတော့မပါဝင်နိုင် တော့တဲ့သူတွေဒီအချိန်တွေမှာဆက်ပြီးတော့တောက်ခံထားပေးကြပါဟိုနိုင်တဲ့ဘက်ကနေပြီးတော့ဆက်ပြီးတော့ပါဝင် ပေးကြပါဘေကန်သားအနေနဲ့ပါဝင်ပါဝင်အဓိကဒီတော်လန်ရေးမှာအဲစီးစင်းနေတဲ့သွေးမြင့်တွေတချောင်းအဖြစ် အစီအစဉ်ပေးရဖို့ပဲတိုက်တွန်းချင်တယ်။ဒီအကြောက်တရားတွေကိုဖယ်ရှားနိုင်ဖို့အတွက်ဒီစနစ်ကိုဖြိုချနိုင်မှာဒီအကြောက်တရားတွေကပြေပြောင်းမှာ။ဒါကြောင့်မို့ဒီစနစ်ကိုဖြိုချဖို့အတွက်ကျွန်တော်တို့ပြည်သူတွေရဲ့အားလိုအပ်တဲ့မပါဝင်လာသေးတဲ့သူတွေလည်းပါဝင်ပေးဖို့တိုက်တွန်းပြီးတော့နှိုးဆော်ချင်တယ်။ဟုတ်ကဲ့ပါ။အဲ့တော့ကိုတို့ဘိုင်းအနေနဲ့နောက်ဆုံးပါလေ။ဟိုကိုပြပြချင်တာဘာရှိမလဲ။ဒီဘာရှိမလဲဆိုတော့လူငယ်လေးကိုကို့လိုပဲပေါ့။ဟိုဟိုဘယ်လိုပြောမလဲ။ ဒီတစ်ဖက်မှာကိုကိုလုံနေတဲ့ပြဿနာတစ်ခုပေါ့နော်အဲ့ဒါကိုသူပြောနေကပဲဘာဝင်တိုက်တွန်းပြီးတော့အားနဲ့အင်းနဲ့လောက်ဆောင်ပါလို့ကျွန်တော်ပြောရှင်တယ်တော်လိုင်းရေးပြီးမြောက်သွားအောင်နော်ဒါကတော့ common ground season ကနေလူငယ်တွေရဲ့အမြင်တွေသူတို့အတွေ့အကြုံတွေကိုမေးမြန်းခဲ့တာပါလုံခြုံစိတ်ချရတဲ့နေရာမှာပြည်သူတွေမျက်ရှိနေပါစေလို့မြစီမာကစုမကောင်းတောင်းလိုက်ပါတယ်